Hello အားလုံးပဲမင်္ဂလာပါတော်တော်ပါရှင်ကနေပြန်ကြိုလိုက်ပါတယ်နော်မင်းဒီနေ့ပြုလုပ်ပေးတဲ့ reel ကကြတော့ဒါ single လေးတွေအတွက်ပေါ့နော်အဲ့တော့ဒီကြက်ရှိနေလားလေးမှာဆိုလို့ရှိရင် single လေးတွေအခြေအနေကဘယ်လိုမျိုးလေးဖြစ်နေမလဲဆိုတော့အမေးကြည့်ပေးထားတယ်အဲ့တော့ reel တွေကိုစားလိုက်ကြရအောင်နော် okay single လေးတွေဒါအခြေအနေရဆိုလို့ရှိရင်ကျတော့ဒါ competency ဆိုတာလေ့ကျထားတယ်အဲ့ဒါကျတော့ဘယ်လိုပြောမလဲပေါ့ main ကဆွဲဆောင်မှုရှိနေတယ်ပြောလို့ရှိရင် မင်းရဲ့တချို့ဆွဲလန်းနေတဲ့အရာလေးတွေကွာ single လေးတော်တော်များများကကြည့်ရတာ EHD တွေဖြစ်ဖြစ်ဒါမှမဟုတ်တခြားတရားကိုဆွဲလန်းနေရဆိုလို့ရှိရင်လည်းမင်းတို့ဆွဲလန်းနေတဲ့သူလေးတွေကမင်းတို့ရဲ့ဘဝပေါ့ကွာအဲ့လိုမျိုးဘဝပုံပြတာပြီးတော့တက်ရောက်မှုရှိအဲ့လိုပြောထားခြင်းနေဆိုတော့အထိပဲမျိုးလေးဖြစ်နေတယ်အဲ့တော့ကိုက single လေးတွေအနေနဲ့ကကိုကရင်လူဟောင်း EHD ကိုပဲပြန်လို့ရင်းနေဆိုတာ ဆိုရဲစိတ်ဖြစ်နေတယ်ဆိုလို့ရှိရင်သူကမင်းတို့ကြည့်ပြန်လာလိမ့်မယ်မဟုတ်ဘူးကိုကအစ်စ်ကိုပဲလိုက်မယ်ဒီကိုက crash နေမယ်ကိုကရင်းနှီးချင်နေနေသက်ချင်ဆိုလို့ရှိရင်အဲ့ဒီမစိတ်ကူးလေးရှိနေဆိုရုံနဲ့နေမယ်မင်းတို့ကသူသူနဲ့ကပြန်ပြောနေသက်ထိုင်နေရှိရယ်နော်အဲ့တော့မင်းဒီနေ့ reading လေးကတော့လောက်ပါပဲနောက်ထပ် manager အောင် see you guys next time ပါကွယ်